ဒီလိုအကြောင်းရင်းတွေကြောင့်ပရိသတ်တွေထင်နေတယ်လို့ဟန်ဆက်ကဒူပလန်စစ်ကိုလွယ်လွယ်အနိုင်မရနိုင်ဘူးပရိသတ်များလည်းဝဲမိလာများမက်ဆေတာဖိုအဆောက်အအုံပြန်လဲကြိုးလိုက်ပါရင် USCF Fighter Hawk တို့ဖြစ်တဲ့စွန်းနင်းက USC 319မှာခေါင်းပွဲအဖြစ်ရှင်နယ်ထိုးတက်သွားကြဖို့ရှိနေတဲ့ဒူပလန်စစ်နဲ့ဟန်ဆက်တို့ရဲ့ပွဲမှာပရိသတ်ချုပ်ထင်နေကြတယ်လို့ဟန်ဆက်ကဒူပလန်စစ်ကိုချုပ်ကွက်သုံးပြီးလွယ်လွယ်ကူကူအနိုင်ရရှိနိုင်ဖို့ဆိုတာလုံးဝဖြစ်နိုင်ကြောင်းထုတ်ပေါ်ပြောကြားလိုက်ပါရင်ဒီမီဒီဝေတန်ရဲ့ချန်ပီယံကမ္ဘာစင်ကောပွဲက USC ဘက်ကနေပွဲကိုအတီးပြုတ်ကြီးညာခြင်းမပြုတ်ခင်ကလေးကဖြစ်လာနိုင်တဲ့ဆိုတဲ့အသံတွေကြဲကြဲလောင်လောင်နဲ့ထုတ်ပေါ်ထားခဲ့တာဖြစ်ပါတယ် ဟန်ဆန်ရဲ့ရှုံးပွဲမရှိစွမ်းဆောင်ရည်ကိုဒနာဝိုက်တို့ကလည်းသဘောကျနေပြီးဒီကနေ့နေ့ကလေးကချန်ပီယံခပ်ပတ်စိန်ခေါ်ပွဲပေးထိုးဖို့အတွက်အစီအစဉ်ရှိခဲ့တာပါ။ပမဲ့ရဆိုရင်အဲဒီတုန်းက Rania Dreta ကြီး USC ကိုစားရောက်လာပြီးသူ့ရဲ့ပထမဆုံးပွဲကိုထိုးပြီးခြင်းဖြစ်မဲ့ဖြစ်ပါတယ်။ Rania ကသူ့ရဲ့ USC ပွဲအတွက်ပွဲစဉ်ကိုအောင်မြင်မှုနဲ့စတဲ့ဖွင့်လှစ်နိုင်ခဲ့ပြီးတဲ့နောက် Middleweight ရဲ့ ranking ထိပ်ပိုင်းက fighter တွေအားလုံးကိုပတ်ပြီးစိန်ခေါ်ခဲ့ပါတယ်။ဒီထဲမှာအဒန်ဆန်ညာတို့ Robert Whitt တွေကတော့ handset တို့လည်းပါဝင်ခဲ့ပါတယ်။ Rania စင်ကောခဲ့တာ double set တယောက်ပဲရှိခဲ့တာဖြစ်ပြီးကျန်တဲ့ ranking 1 2 5က fighter တွေအားလုံးကို Rania ကပတ်စိန်ခေါ်ခဲ့တာ ဲဒီချိန်ကလေးကဒန်နာဝိုက်တို့ကဟမ်ဆက်ကိုချန်ပီယံခွဲစင်ကိုပွဲပေးထိုးဖို့အတွက်စီစဉ်ရှိကြတာပါဒါပေမဲ့ချက်ချင်းတော့ပွဲဖြစ်မလာခဲ့ပေဒီကြားထဲမှာ WS က CS Street Lane နဲ့ Champion Cup ကဝယ်ဝဲထိုးခဲ့ရသလို Hanset ကလည်း Robert Whitting ကနဲ့တပွဲတလန်အကဲဆန်းခဲ့ရပါတယ်။နှစ်ယောက်စလုံးကစွမ်းဆောင်ရည်ကောင်းနေတဲ့ပြန်မက် Fighter တွေကိုထမင်းစားရည်တောက်သလိုအနံ့ယူပြလိုက်ပြီးတဲ့နောက်သူတို့နှစ်ယောက်ကိုပွဲတည့်ပေးဦးမှာတပောင်းတခြားမရှိတော့ဘူးလို့ Dana White တို့ကဆုံးဖြတ်ခဲ့ကြပြီးအခုဆိုရင် USC 319မှာသူတို့နှစ်ယောက်ကို Champion Cup Single ပွဲထိုးခိုင်းလိုက်တာလည်းဖြစ်ပါတယ်။ Hanset ရဲ့ချုပ်ကွက်ကတကယ့်ကိုကျွတ်စင်ကြီးဖြစ်ပါတယ်။ ဟန်ဆန်ချုပ်ကွက်မိသွားပြီဆိုရင်ပြန်ပက်တွေအနေနဲ့အရှုံးပေးလိုက်ရဖို့များပါတယ် ဒါကြောင့် handset ကဒိုလန်စစ်အတွက်နောက်ထပ်ဖြေရှင်းရမယ့်ပုံစံတော့ဖြစ်လာမှာပါ။ဒီပွဲနဲ့ပတ်သက်တော့ပရိသတ်တွေရဲ့အမြင်တွေကလည်းဝိဝါဒကွဲပြားနေခဲ့ကြပါရယ်။ရှုကဒိုလန်စစ်ရဲ့တိုင်းပေါင်းစုံအစွမ်းကဟန်ဆက်ကိုအသာရသွားမယ်လို့ထင်မြင်ယူဆနေကြသလိုရှုကလည်း handset ရဲ့လက်ပန်းအစွမ်းကဒိုလန်စစ်ကိုစောစီစီပွဲတင်းသွားလိမ့်မယ်လို့ယုံကြည်နေကြတာပါ။ဒါပေမဲ့ဒိုလန်စစ်ဆိုတာ handset လုံးချင်တယ်လို့လို့ရမယ် fighter မျိုးမဟုတ်ဘူးဆိုတာကိုတော့ပရိသတ်များအနေနဲ့ကောင်းလက်ထည့်ထားစေချင်ပါရယ်။ Sony ကလည်းဒီတိုင်းပဲယုံကြည်နေကြတာပါ။ handset ကဒိုလန်စစ်ကိုပြုတ်ချပြီး champion ကပ်ကိုလွှဲပြောင်းရယူသွားနိုင်လိမ့်မယ်ဆိုတဲ့အတွေးကအတော်လေးကိုအစီအငောပဲတည့်သလိုကြီးခံစားရတယ်ဗျာ။ ီလိုဖြစ်လာဖို့ကခင်ဗျားတို့ထင်တာတည်းပို့ပြီးတော့ကြက်ခဲ့ပါရယ်ဟမ်ဆက်ကနောက်ဆုံးပွဲမှာဝစ်တေကာကိုဘလို့အနိုင်ယူပြခဲ့လဲဆိုတာကျွန်တော်လည်းသိပါရယ်ပြန်မဲ့အတိုင်းကိုသူကအသာလေးအနိုင်ယူပြတက်လိရှိပါရယ်ဒါပေမဲ့ခင်ဗျားတို့သတိမေ့နေတာကဒူဘလက်စ်ရဲ့စွမ်းဆောင်ရည်ပဲဒူဘလက်စ်ကစထရီလန်အဒန်ဆန်ညာတို့နဲ့ပွဲတွေမှာပြသခဲ့တဲ့စွမ်းဆောင်ရည်ဟာလက်ပြားခါချင်းစရာပါသူကနဗန်းနဲ့ပေါင်းစင်ကိုအချိုးကျကျပေါင်းဆက်ကစားနိုင်တယ်ပြန်မဲ့ကစားကွက်အတိုင်းတုတ်ပြန်ကစားတက်လိရှိတယ်ဒါကြောင့်သူ့ရဲ့ကစားပုံကိုပြန်မဲ့တဲ့အနေနဲ့ခံမင်းရတာခက်ခဲတာပါ သူဘယ်လိုကစားလာမလဲဆိုတော့ဘသူမှကိုကြိုတွက်ထားလို့မရဘူးလေ။ဒါကြောင့်ဒုလန်စစ်ကမရေဝေချန်ကဖိုင်တာတွေအတွက်အိမ်မက်ဆိုးကြည့်လို့ဖြစ်နေလား။ဒီဘက်မှာလည်းခင်ဗျားတို့ထင်နေသလိုဟန်ဆက်ကဒုလန်စစ်ကိုအလဲတကူအနိုင်အားသွားဖို့ဆိုတာဖြစ်လာလိမ့်မှာမဟုတ်ဘူးလို့သူ့ရဲ့အမြင်တွေကိုရှင်းပြသွားခဲ့ပါရီ။ ရိုင်းနီယာဒွေတာကလည်းဒီဝဲမှာဒူပလန်စစ်ပဲစားသွားလိမ့်မယ်လို့ပြောထားပါတယ်။ဖန်ဆက်က9မိနစ်ကကြည်ဝဲမထိုးဘူးပဲ။ဒူပလန်စစ်ကတော့ချန်ပီယံကပ်ဘက်ကဝဲဝဲထိုးနေကြဆိုတော့ဒီနေရာမှာလည်းဟမ်ဆက်တဲ့တပန်းတာပါတယ်။နောက်ပြီးဒူပလန်စစ်ကပွဲချီပြည့်တဲ့အထိကြာမသွားပဲအခြေတိုင်းကစားပုံပိုကောင်းလာတက်ပါတယ်။ဒါကြောင့်ဒီဝဲမှာဒူပလန်စစ်ကပဲနေကြည်မဟုတ်ရင်9ကြည်လောက်မှာဟမ်ဆက်ကိုအလဲထိုးသွားလိမ့်မယ်လို့ရိုင်းနီယာကကမန်ထားပါတယ်။ပြည်သူများအနေနဲ့ကရောဘယ်လိုများမြင်မိကြပါလဲ။ ဟုတ်ကဲ့ပါများဗီဒီယိုလေးကတော့လောက်ပါပဲနောက်နေ့မှာလည်းအားကစားတဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ Manchester Forward ဆောင် Facebook page လေးကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ